နောက်ပြန်နိုဝင်ဘာလ25ရက်နေ့အင်္ဂါနေ့အတွက်မိုးလေဝသခန့်မှန်ချက်တွေကိုဆက်လက်တင်ဆက်ပေးပါမယ်ရှင်။မြန်မာနိုင်ငံအနီးပင်လယ်ပြင်တွေမှာလေတုမငိမ့်မတက်မှုတွေဖြစ်ပေါ်နေပါတယ်။ဒီမိုးလေဝသဖြစ်စဉ်တွေကနေဘာတွေဆက်ဖြစ်လာနိုင်မလဲဆိုတာကိုတင်ပြပေးသွားပါမယ်ရှင်။မနေ့ပြန်အတွက်ဒေတာလိုက်ဖြစ်ပေါ်လာနိုင်တဲ့ရာသီဥတုအခြေအနေတွေကိုအရင်ဆုံးပြောပြသွားမှာပါ။မနေ့ပြန်မှာတော့ကချင်ပြည်နယ်မြောက်ပိုင်းကတောက်ပေါ်ဒေသတွေမှာဆောင်းနှင်းမိုးအနေငယ်ရွာနိုင်တာကိုသာတွေ့ရတဲ့အပြင် ခါကာဘိုရာစီလိုတောက်ပေါ်တွေမှာတော့အပူချိန်အနှုတ်7ဒီဂရီဆက်စီယက်ထိရောကျနေအောင်တွေ့ရပါရဲ့ရှင်။ဒါအပြင်ကြံပြင်းနယ်နဲ့တိုင်းရင်းမှာတော့အပူချိန်တွေဆက်လက်ရောကျလာနေပြီးရှမ်းပြည်အရှေ့ပိုင်းတွေမှာ30ဒီဂရီဆက်စီယက်ထိအပူချိန်ကျဆင်းနိုင်တယ်လို့ချင်းပြည်နယ်မှာတော့7ဒီဂရီဆက်စီယက်ထိရောကျနိုင်မှာဖြစ်ပါတယ်။ဒီနေ့ညကနေမနက်ဖြန်မနက်ထိတော့ကချင်နဲ့ချင်းတို့မှာနေရာဆက်ဆက်ညှိုင်းနိုင်ခြေရှိပြီး ရှမ်းနဲ့စကိုင်းတိုင်းတို့မှာတော့နေရာကျဲကျဲ၊ကျန်ပြည်နယ်နဲ့တိုင်းရင်းမှာတော့နေရာကွက်ကြားမျိုးဆိုင်းနိုင်ခြေရှိနေပါတယ်ရှင်။ဒါကြောင့် YouTube ဒက်စွာကြာစင်းနေချိန်မှာမြင်ခွင့်မသေးခွဲတဲ့အတွက်ညပိုင်းနဲ့မနက်ခင်ပိုင်းတွေမှာကုန်လန်ခီးရီလန်ခီးသွာလာကြသူတွေအနေနဲ့တတိနဲ့သွာလာကြပါလို့တိုက်တွန်းလိုပါရှင်။ပင်လယ်ပြင်အခြေအနေကတော့ကပ်ပလီပင်လယ်ပြင်တောက်ပိုင်းမှာမုန်တိုင်းငယ်ဖြစ်ပေါ်နေရာကြောင့်မုတ်တမာခွေမုန်တနင်္သာရီကေယူရန်တရှောင်းနဲ့ကမ်းလွန်ပင်လယ်ပြင်တို့မှာ တနာယီကို35မိုင်ထီလေပြင်းနဲ့တိုက်ခတ်နိုင်ပြီးလှိုင်းအမြင့်ဟာကိုးဘေကနေ17ဘေကန်ရှိနိုင်ပါတယ်။ဒါကြောင့်မော်တမာကွေမွန်တနင်းသားရီကံယုံတန်းတခြားနယ်ကံလွတ်ပင်လေပြင်းတွေမှာပင်လေပြင်းခရီးသွားရင်လည်းငါဖမ်းရီလောက်သားရဲ့အနေနဲ့ပင်လေပြင်းတွင်အနေရရှိနိုင်တာကြောင့်ပင်လေပြင်းတွင်သွားလာတာတွေမပြုတ်လောက်တာဟာအကောင်းဆုံးဖြစ်တယ်လို့အကြံပြုလိုပါတယ်ရှင်။ဆက်လက်ပြီးဖြစ်ပေါ်လာနိုင်တဲ့မိုးလေဝသအခြေအနေတွေကိုဆက်လက်ပြောပြပေးသွားပါမယ်ရှင်။ မြန်မာနိုင်ငံအရှိဘတ်နဲ့အနောက်ဘက်ကပင်လယ်ပြင်တွေမှာတော့လေတုမငြိမ်မသတ်မှုတွေကြောင့်လာမယ့်နိုဝင်ဘာလ26ရက်နေ့မှာမုန်တိုင်းသုံးလုံးတစ်ပြိုင်တည်းဖြစ်ပေါ်လာမှာကိုမိုးလေဝသခန့်မှန်မော်ဒယ်တွေမှာတွေ့ရပါရဲ့ရှင်။ဒါဟာလာနီညာဖြစ်စဉ်ကြောင့်ဖြစ်ပေါ်နေတာဖြစ်ပြီးမြန်မာနိုင်ငံကိုတော့မုန်တိုင်းအရှိန်တက်ရောက်မှုတွေရှိပေမဲ့ကြီးကြီးမားမားတက်ရောက်နိုင်မှာမဟုတ်ပါဘူးရှင်။လက်ရှိမှာတော့ကပ်ပလီပင်လယ်ပြင်တောက်ပိုင်းမှာမုန်တိုင်းကြီးတစ်လုံးဖြစ်ပေါ်နေပြီး ဘင်္ဂလားပင်လယ်ော်အနောက်တောင်ပိုင်းကတိရီလင်္ကာနိုင်ငံအနီးမှလည်းလေဖြာနယ်ရေဝံတစ်ခုဖြစ်ပေါ်နေပါသေးရှင်။ဒါ့အပြင်တောက်တရုတ်ပင်လယ်ထဲဆင်းလာမယ့်လေဖြာနယ်ရေဝံကလည်းဖိလစ်ပိုင်အရှေ့ပင်လယ်ပြင်ကနေဖိလစ်ပိုင်နိုင်ငံကိုဖြတ်ကျော်နေပြီးမနေ့ပြန်မှာတော့တောက်တရုတ်ပင်လယ်အတွင်းကိုဆင်းကတိုက်ဖုန်းမုန်တိုင်းတစ်လုံးဖြစ်လာနိုင်မှာဖြစ်ပါသေးရှင်။တောက်တရုတ်ပင်လယ်ကတိုက်ဖုန်းမုန်တိုင်းကတော့ BNN နိုင်ငံကန်ကျစ်ကိုဝင်ရောက်ဖို့ရှိတယ်လို့မိုးလေဝသခန့်မှန်မော်ဒယ်အများစုမှတွေးရှိရပေမဲ့ အိုက်ကွန်မော်ဒယ်တစ်ခုကတော့တောက်တယောက်ပင်တဲ့အတွင်းမှာတင်အပြော့ပြက်ပြဲသွားတာကိုဒီနေ့နေ့လယ်မှာတွေ့ရပါရဲ့ရှင်။ဘင်္ဂလားပင်လယ်အော်မှာဖြစ်ပေါ်လာမယ့်ဆိုင်ကလုန်းမုန်တိုင်းနဲ့ပတ်သက်ပြီးအမေရိကန်အခြေစိုက်အမျိုးသားသမုဒ္ဒရာနဲ့လေတုစီမံခန့်ခွဲရေး NOAA ရဲ့ GFS မော်ဒယ်ကတော့ယနေ့ထိမုန်တိုင်းလမ်းကြောင်းပြောင်းလဲသွားတာမရှိသေးပဲမြန်မာနိုင်ငံအပေါ်မှာမုန်တိုင်းအခြေအနေတည်ရောက်မှုရှိနေစေဖြစ်တာကိုတွေ့ရပါရဲ့ရှင်။ အိန္ဒိယမိုလေဝသဌာနရဲ့ထုတ်ပြန်ချက်အရမှာတော့ဆိုက်ကလုန်းမုန်တိုင်းဖြစ်ပေါ်လာမှာကိုအတည်ပြုပေးထားပြီးမြန်မာနိုင်ငံပေါ်တရားမှုရှိနိုင်တာမျိုးတော့ဒီနေ့နေ့လည်းထိထုတ်ပြန်ထားတာမျိုးမရှိသေးပါဘူးရှင်။မိုလေဝသခန့်မှန်မော်ဒယ်တွေမှာတွေးရှိချက်အရတော့လာမယ့်ဒီဇင်ဘာလပထမပတ်အတွင်းမှာမြန်မာနိုင်ငံမှာမိုးနှဲငယ်ရွာသွန်းနိုင်မှာကိုတွေးရပေမဲ့ရက်ဝေခန့်မှန်ချက်ဖြစ်တာကြောင့်ရာခိုင်နှုန်းနည်းတယ်လို့ဆိုရမှာဖြစ်ပါရှင်။မိုလေဝသဖြစ်စဉ်တွေဟာချိန်နဲ့မျှပြောင်းလဲနေလေရှိပါတယ်။ ဒါကြောင့်ကျမတို့ CJ platform ရဲ့နောက်ဆုံးရမူလို့ဒါခံမှန်းချက်တွေကိုဆက်လက်စောင့်ကြည့်ပေးကြဖို့မြစ်တိုင်ရဲ့ခံလိုပါရှင်။